ေးချင်ပြန်လာတယ်။ဒီမြန်မာကြီးရဲ့လို့ပေါ့ပေါ့။အာမီရဲ့တနေ့ကျော်ပြောတာ။အာဒါဒါပါဒီပြောရမလို့။အဲဒါမင်းလားနဲ့ကမတွေ့ရတော့ကြားနေတယ်။ဟုတ်ကျွန်တော်မတွေ့ဘလားကြာလေးရလာလို့ရှိသေးတယ်ဒီနေ့လည်းပေါ်သွားရမလားမင်းသားမင်္ဂလာပါအော်မင်္ဂလာပါဟုတ်မင်းသားတို့ပြောတော့ဘုခါကမင်းသားတို့ကအရွယ်ဘွားလေအဲ့လိုဖြစ်သွားပြီလေတော်သေးတာပေါ့အဖလို့မခေါ်လို့ဟုတ်ဟော ဘယ်နဲ့အလုပ်ကြလို့စလုပ်ခဲ့တာကြာပြီဒီလောက်လို့ပြောမယ်ပတ်ပတ်မရဘူးအင်းကြာ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 ပြီဆိုတော့ကို16နှစ်သား19နှစ်သားဆိုတော့ကြာပြီပေါ့ဟိုလူမျိုးကလေးကပေါ့ငဲလူမျိုးလူမျိုးတော်တော်ပေါ့လူမျိုးတော်တော်အခုအခုချိန်ကြီးလူပြာလုံးလုံနေတာစိတ်ကြောက်ပဲလားဒါမို့စိတ်ပေါ့စိတ်ပေါ့စိတ်ကရောပါပေါ့အင်းစိတ်ကဒီထဲမှာထည့်ထားတာဟုတ်ဟိုချင်းသားပြောရင်ကိုကလည်းဒီလောက်ကလွယ်ရင်ဒီပြောလောက်ကမလောက်တတ်ဘူးလေ အဲ့တော့ဒီအနုပညာကိုဘယ်အသက်အရွယ်ပဲရောရောစိတ်နဲ့နှိမ့်လုံနေရတာပေါ့အဲအဲ့ဒါပါပဲအဲ့တော့ဒီနေ့ဆိုကြမင်္ဂလာစေကားပြောပါတော့ဟုတ်တယ်။ဒါကူပေးရတယ်ဆိုတော့ဒါလေးကဘလို့လေးစဉ်းစားဆရာလေးဖြစ်မလို့ပြောမယ်ကြာ။အဲ့ဒါမထက်မှတ်တာလေးတွေမထက်မှတ်တာလေးဆိုတော့မင်္ဂလာစေကံကကိုကကျေးဇူးရှိခဲ့တယ်။ဘလို့ကျေးဇူးရှိတာ။အဲတလောကပေါ့တလောဆိုတိတ်မကြတယ်ပြီးခဲ့တဲ့လလောက်ကကိုကဟိုကပေါ့ကို့မှာတွေးတော့စီတူရှိတယ်အဲ့ဒါ ဟုတ်ဟောကနည်းနည်းချုပ်နေတော့ဝမ်းနှုတ်လိုက်တာလောဝမ်းနှုတ်လိုက်တာဝမ်းအတော်သွားတာသုံးက၄ကလောက်သွားတယ်လောကလောလောမျော့ပါတယ်ညကျတော့လည်း stage show ကရှိသေးတယ်အဲ့ဒါနဲ့ဟာမဖြစ်တော့ဘူးလို့ဘုမင်္ဂလာဆေးကန်းကိုလိုက်ဖို့ဆိုတော့အဲ့မှာဟိုရောက်သွားတော့ဘယ်ဘယ်ဘယ်မင်္ဂလာဆေးကန်းလဲဒီတော်တို့ဟိုတင်ပေါ့ဟုတ်တင်ပါရှိတယ်မင်္ဂလာဆေးကန်းတန်လျင်တန်လျင်မင်္ဂလာဆေးကန်းဆောင်းအဲ့ဒီစု ဟုတ်ဟုတ်တင်ပြမဲ့ပြပါရှင်ဒီမှာရှင်ဒီချက်တယ်ပေါ့နော်ဒီမှာဆောက်ပြပါခုမှလည်းရဲသွားပြီးတော့ရေအဲ့ဒီမှာလည်းနေလို့အဆောင်လေးနဲ့ဆင်ပြီးပါနော်ဟုတ်ကဲ့အဆောင်လေးထောင်ရပြပါဒီမှာဆက်မဒီမှာဒီတော့ရေးကြည့်နေပါတယ်ဆိုဒီမှာဘာလို့ဒီဟာရှိခိုင်းရလဲအဲ့ဒီဖောက်ခဲ့တာရေးတောင်းလာရင်နောက်မှလုံးလို့မရဘူးလားဒီမှာအရေးကြီးလို့ဆောင်လေးနဲ့ခေါ်ပြပါဆိုဒီမှာဝေတောင်းမှုတိုင်းဖောက်ခဲ့တာပေါ့သူကဟို ဒီတို့ကဘောတက္ကတာတက္ကတာအဲအဲအဲ့ဒီကြားနေဆင်းသွားအဲအဲ့ရနေဆင်းသွားပြီးတော့တော့ကဘလီပေါ့ဘလီဘေးနာမှာစေကံဖွင့်တာအဲ့ဒီကိုလေးရောက်တော့သူတို့ကတော့ရင်းနေနေပါဦးချင်းဘာဖြစ်လဲစကားပြောနိုင်တော့ဘူးမျောနေဘူးအဲ့ဒီမဟာတဲ့ဝမ်းနှုတ်လိုက်တာလေဟုတ်တယ်လူဝမ်းနှုတ်လိုက်တာဟာတဲ့ကွာစီးကျူရှိတာမနှုတ်ရဘူးလေတဲ့ဒုက္ခဖြစ်တတ်တယ်လေတဲ့အမေကခါရဲပဲစီးကျူရှိရင်ဝမ်းမနှုတ်အောင်အဲနှုတ်ရတော့နှုတ်နှုတ်ရတော့ကိုကဟိုကဘောညာတချင်းဆိုရမှာဆိုတော့ ပြော့အောင်ဆိုပြီးတော့ဝမ်းမြမြသွောင်းအောင်ဆိုပြီးငါးလုံးကင်ထဲတည်းရုပ်ဆေးလေးကန်ကောင်းလို့ဟောကန်းတော်လို့အဲ့မှာလည်းဆေးတွေပါလေနှလုံးချိတ်ပေးလိုက်တယ်ဟောအနားယူလိုက်တယ်အနားယူလိုက်တယ်အနားယူလို့တိတ်မရရင်တော့ဆေးရုံကြီးသွားလိုက်တော့ဟောလေသွားပြောတယ်အဲ့ဒီဒေါက်တာတော်တော်ခေါင်းနဲ့ဒေါက်တာခုပေါ်ဆိုရင်ရဟန်းစေတနာရှိတာအမှုပညာရှင်တွေအားလုံးပါပဲနောက်ပြီးတော့အဲ့ဒီဒီမင်္ဂလာဆေးကန်းကတို့တလင်းမှရှိတဲ့အားလုံးအမှုပညာရှင်တို့ကယူတဆိုင်နဲ့ကုပေးတယ် ဖရီပေါ့လေပတ်သမီဦးအရင်တည်းဆိုတင်တယ်နောက်ဆရာမလေးတွေလည်း၃၄ယောက်ရှိတယ်ဒေါက်တာကြီးလေးရှိတယ်ကောင်းတယ်လူပညာချက်ပေါ်တော်တော်ကောင်းတယ်နောက်ပြီးတော့ဓာတ်ကုတဲ့ပြည်သူတွေပေါ်မှာလည်းတော်တော်ရွရစွာလွှဲထွေးစွာဆက်ဆံတာကိုကိုတွေ့ရတယ်တော်တော်ကောင်းတယ်ဘောကြအဲ့ပိလို့ရတယ်ဆိုတာဒီလိုလေဒီခိတိခာကြီးမှာကဒေါက်တာတိုင်းကအိမ်ပိမလက်ရဲကြဟို နေခင်းနေလေဆိုရင်တော့ဒါအကြောင်းမဟုတ်ဘူးတချို့ကငန်းနေခင်းကြမှာခရခရလာပင့်တာရှိအဲ့ဒီအခါမှာအိမ်ပင့်ကကတ္တနာရှိတချို့ဒေါက်တာတွေကခစ်အခြေအနေမလိုက်ရဘူးမလိုက်ရတာကိုတို့ဒီမင်္ဂလာဆေးကန်းက24နာရီနေရောညာကိုကြိုက်တဲ့အချိန်လာပင့်လိုက်တယ်အဲ့ဒီစေတနာကတော့ထူကြတယ်စေတနာကောင်းတယ်စေတနာလဲထားတယ်ကိုယ်ကထပ်ပြီးတော့ပြည်သူတွေကိုပြောကြင်တာဒီတန်လျင်မှာရှိတဲ့မင်္ဂလာဆေးကန်းဟာ 24နာရီဖွင့်နေတိုက်တဲ့အချိန်လာပင့်ဆရာတွေရောဆရာမတွေရောလိုအပ်ရင်အင်းနဲ့အားနဲ့ပြုစုပေးတယ်အိမ်ထိလိုက်ပြီးတော့စောက်ရှောက်ပေးတယ်ဆိုတာကိုပြည်သူတွေကိုပြောပြရစီအတွေ့အကြုံတွေဘာလို့ရှိလဲအာအတွေ့အကြုံကတော့ကောင်းတယ်ကိုမျော့သွားတာလေထူးထူးတောင်းတောင်းဖြစ်သွားတာပဲကြီးတော့တကယ်ကိုတလုံးချိတ်ရမှာနှလုံးတွေပါတယ်ပြက်ပြက်ချိတ်ပြက်တာခါတယ်ညကြတော့တခြင်းတွေပါတယ်ကောက်ခက်ဆိုပြက်တာအဲ့ဒါပါဟာโอเคပါ